မိုးရဲ့မင်္ဂလာပါမစ်မြန်မာရဲ့ပေါ့နော်မိုးရဲ့ပထမအဆုံးအင်ခန်းလေးစရယ်ပေါ့နော်ဒီနေ့သူရဲ့ အင်ကန်လေးစားတော့ခါကြ commercial တွေကနေပြီးတော့ဒါ percentage လေးနှုတ်ပြီးတော့ခါကြကျွန်တော်တို့အလူလေး charity လေးစလုပ်ဖြစ်တာပါခင်ဗျာဟုတ်။120စာကိုအာ morody morobe ပထမဆုံးလိုအားကာဒီပြီးတော့ဒီ member miss မြန်မာနဲ့တွေ့တဲ့အချိန်မှာပထမဆုံးလိုအားကာဒီဖြစ်တဲ့အတွက်ကြောင့်စပြီးတော့ပြည်တော်ထိုင်ပါတယ်။သူကျွန်တော်တနေ့က movie ပြောတယ်ကွာနော်ဆရာရဲ့သမီးရဲ့အစားတောက်ကြီးရှောင်းရလို့တဲ့ငိုပြီးသွားပြီတဲ့ဆရာရဲ့အဲ့လိုမျိုးတော့ပြောတယ်ခင်ဗျာအဲ့ဒါသူရဲ့ control လုပ်တဲ့ဟာပေါ့နော်။ Yeah, team control ပါ။ မူကဘာလို့လဲဆိုတော့အစားတောက်ရမ်းမှတ်တယ်လေ။ तू ကခုခုစားပြီဆိုလို့ရှိရင် तू အရင်ရောက်လာပြီးဘေးကိုအဲ့လိုမျိုးဆိုတော့ဒါကြတော့သူ့အနေနဲ့ခုချိန်မှာအရန် control လုပ်ရတာပေါ့နော်။ဘာလို့ဆိုသူခန္ဓာကိုယ်ဒီထက်ပိုပြီးတော့လဲလှစေခြင်းနဲ့အာကျွန်တော်တို့ရဲ့ဘိုးချင်းက trainer ကိုမင်းခန့်ရလေတခြားလေးကြည့်ပြီးတော့ပေါ့နော်။ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့တခြားလေး train ပေးရပေါ့နော်။တတဲတုံးကလို့ပေါ့ဟုတ်သမီးစားလေစားပါတပီတပီစားပါဘာမှမဖြစ်ပါဘူးစားစရင်ကြွရပါတော့အမနဲ့ပြောရင်တော့စားရင်တော့တွေ့လိုက်ပြီးထားပြီးတော့ဒီရပါလားတော့တိတယ်လေဆရာစားစရင်မကြည့်တော့အဲ့အဲ့ဘက်ကတော့မကြည့်တော့ အမိုးအနေနဲ့ရမ်းအခက်အခဲဆုံးရာတော့အဲ့အစားတော့ control ရအောင်အအောင်ဆုံးနဲ့ပေါ့နော်ဒါကျွန်တော်ရှိမှာမိုးရဲ့မင်္ဂလာပါ Miss မြန်မာရဲ့ပေါ့နော်မိုးရဲ့ပထမအအောင်ဆုံးအင်ခန်းလေးစရယ်ပေါ့နော်ဒီနေ့သူရဲ့အင်ခန်းလေးစတော့ခါကြ commercial တွေကနေပြီးတော့ဒါ percentage လေးနှုတ်ပြီးတော့ခါကြကျွန်တော်တို့အလူလေး charity လေးစလုပ်ဖြစ်တာပါခင်ဗျဟုတ်အာဒီနေ့ပေါ့နော်မိုးတို့ဒီအစားတောက်တွေစားတောက်အဓိကအစားတောက်ကိုအာ220စားပေါ့နော်220 220 220 120ဆောက်ကိုအာမိုးရဒီမိုးပေးပထမဆုံးလိုအားကာဒီပြီးတော့ဒီမိမပါမစ်မြန်မာနဲ့တွေ့တဲ့အချိန်မှာပထမဆုံးလိုအားကာဒီဖြစ်တဲ့ကြောင့်စပြီးတော့ပြည်တော်လာတယ် အာမနက်ပြအရင်ပီတီဖြစ်ပါတယ်တကယ်လိုအပ်တဲ့နေရာတွေမှာလူတန်းနိုင်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့လည်းဒါနောက်ပိုင်းကျရင်လည်းဒါမိုးရဲ့အင်ကမ်းနေရာတွေပြီးတော့လည်းဒါ charity အနေနဲ့ဆက်ပြီးလူတန်းဖြစ်ဖို့ရှိပါမယ်လို့ဟုတ်ကဲ့ဒါ mostly အရင်ပြောရတယ်သူတို့ရောက်သွားတဲ့အချိန်မှာသူတို့အရင်ဝမ်းသာတဲ့အချိန်ပြီးတော့ရုံစင်းတဲ့အချိန်လေးလည်းဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အကုန်လုံးကပြင်းမှန်းနေတဲ့အချိန်လေးပါဒီလိုမျိုးလူတန်းလိုက်ရတဲ့အတွက်လည်းတကယ်တကယ်မိုးနေတဲ့ PD နေရာရှိပြီပါဟုတ် control လောက်ရတာ ਨੇ ပတ်သက်ပြီးတော့သူပြောရမယ်ဆိုသူကျွန်တော်တနေ့ကငိုပြီးပြောတယ်ကွာเนาะဆရာရဲ့သမီးတဲ့အစားတောက်ကြီးရှောင်းရလို့တဲ့ငိုပြီးသွားပြီတဲ့ဆရာက ဲ့အဲ့လိုမျိုးတော့ပြောတယ်ခင်ဗျာအဲ့ဒါသူရဲ့ control လုပ်တဲ့ဟာပေါ့နော်ရဲ့ကြီးမားသော control ပါမူကဘာလို့လဲဆိုတာစားတောက်ရဲမှတ်တယ်လေသူကခုခုစားပြီဆိုလို့ရှိရင်သူအရင်ရောက်လာပြီဘေးကိုအဲ့လိုမျိုးဆိုတာကြတော့သူ့အနေနဲ့ခုချိန်မှာအရင် control လုပ်ရတာပေါ့နော်ဘာလို့ဆိုသူခန္ဓာကိုယ်ဒီထက်ပိုပြီးတော့လေလှသိခြင်းတယ်အာကျွန်တော်တို့ရဲ့ဘိုးချင်းက trainer ကိုမင်းခန့်ရလေတခြားလေးကြည့်ပြီးတော့ပေါ့နော်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့တခြားလေး train ပြီးရေပေါ့နော်တဲတဲတုံးကလို့ပေါ့ဟုတ် စရာအတိဆုံးပေါ့နော်ဆရာစလို့ရှိရတခုခုအရှိရောက်သွားတယ်တမိစားလေစားပါတမိတမိစားပါဘာမှဖြစ်ပါဘူးစားဆိုရင်ပြောရပေါ့နော်အမနဲ့ပြောရင်တော့နှစားရင်တော့တွေ့လိုက်ပြီးထားပြီးတော့ဒီမှာလာတော့တိလေဆရာစားဆိုရင်ရမကြည့်တော့အဲ့အဲ့ဘက်ကတော့မကြည့်တော့အမိုးနေနဲ့ရန်အခက်ကိဆုံးရာတော့အဲ့အစားတော့ control ရတာပေါ့နော်ဘာလို့ဆိုမိုးကအရန်အစားကြိုက်တယ်စားကြိုက်တာ miss grand เนี่ยလုံးဝတည်ရဆရာတို့ဆိုရင်စပြီးတော့ဟေးတခါပထမ ကန့်ချီသွားတဲ့အချိန်မှာတွေကအစားတော့ကြိုက်မှတိသွားဟုတ်တယ်သူရဲ့စုမျက်ကြီးရယ်ရမ်းလူတာရမ်းလူတာလိုမျိုးလေအမထင်ရတယ်အမဒီလောက်ခန္ဓာကိုယ်ကြီးနေတာကြီးလိုက်လေအကုန်ကြိုက်တာသူကအကုန်ကြိုက်တာအစားတော့ဘယ်အစားတော့ပဲဖြစ်ဖြစ်ကိုစားနေရရင်အာနည်းနည်းလေးဘာမှမဟုတ်ပဲနည်းနည်းလေးမြည်လိုက်ရရင်တော့မှစိတ်ကကြီးနေတယ်အမှန်တမ်းပြောရင်ဒီထဲမှာကျွန်တော်က ကျွန်တော်ကအစားတောက်ထိန်ဆုံးပဲဟုတ်တယ်ဒီလာမယ်ဒီအကုန်လုံးထဲမှာတော့ကျွန်တော်ထိတ်တယ်ကျမရေလိုက်ဆုံးဆုံးပဲကျွန်တော်က sugar တွေ sodium တွေဖြတ်ထားတာဆိုတော့လေကြာပြီဆိုတော့ဟိုနေ့က Cosmo ရဲ့ CEO အောင်ပြောရဲ तू နောက်နောက်နောက်ဘဝကျမှာပဲ तू လောက်တော့မယ်တဲ့သိရမလား तू မလုံနိုင်တော့ဘူးတဲ့ဒီဘဝတော့ဖြစ်နိုင်တော့ဘူးတဲ့ तू ပြောတယ်ဒီလိုက်စားနေရဒီလိုက်စားနေရလို့တဲ့ဟုတ် အခုပေါ့နော် international မှာအဲ့ဒါလေးတွေကပို့ပြီးတော့အများနေပေါ့နော်ဒါလည်းဟိုကိုမြန်မာနိုင်ငံကအလှမယ်အတွက်ကောင်းခြင်းတစ်ခုပါပဲလို့ဟုတ်ရှိတယ်ပေါ့ရှိတယ်ပေါ့မှာဘယ်သူမှမကန်စားပါဘူးဟုတ်ကဲ့ဟုတ်အာအဓိကတော့တဲတဲနဲ့တတာနဲ့နှောက်လိုက်တာအစအဝါတာပေါ့နော်တဲတဲနဲ့တတာနဲ့နှောက်လိုက်တော့ခါကျတော့အဲ့ဒီမှာအဲ့ပုံလေးတွေကအရင် international ဘက်မှာပေါက်သွားတာပေါ့ဟုတ်